ဒိုင်လီအသင်းမှကြီးစွမ်းပြနေတဲ့ကနေဒါတိုက်စစ်မှူးဂျိုနသန်ဒေးဗစ်ဟာယာစီကုန်ရင်အသင်းကထွက်ခွာတော့မယ်လို့အတည်ပြုပြောဆိုလိုက်ပါတယ်ပရီးမီးယားလိဂ်ကလပ်အသင်းတွေကစိတ်ဝင်စားနဲ့အပြိုင်ချိတ်ဆက်နေချိန်မှာပဲဂျိုနသန်ကအခုလိုထုတ်ဖော်ပြောဆိုခဲ့တာပါအသက်25နှစ်အရွယ်ဂျိုနသန်ဒေးဗစ်ဟာလိုင်လီအသင်းမှာ900တိကြာကစားပေးခဲ့ပြီးတဲ့နောက်မကြာခင်ယာစီကုန်မှာစာချုပ်တက်တန်းကုန်တော့မှာဖြစ်ပါတယ် အသင်းကထွက်ခွာတော့မယ့်အကြောင်းကိုဂျိုနာသန်ကသူ့ရဲ့ Instagram ကနေတဆင့်ပရိသတ်တွေကိုအတည်ပြခဲ့တာဖြစ်ပြီးဇလန်တိုင်းမှာအဆနဲ့အဆုံးရှိပါတယ်။ကလပ်အသင်းမှာနှစ်တော်တော်ကြာနေခဲ့ပြီးတဲ့နောက်နောက်ဆုံးမှာတော့နှုတ်ဆက်ရမယ်ဆိုတာအားလုံးကိုသိစေချင်ပါတယ်လို့ post တင်ခဲ့တာဖြစ်ပါတယ်။တိုက်စစ်မှုဂျိုနာသန်ဒေးဗစ်ဟာလိုင်လီအတွက်ပြိုင်ပွဲစုံ232ပွဲပါဝင်ကစားပေးခဲ့ပြီး109ဂိုးသွင်းယူပေးထားက အင်္ဂလန်ကလပ်အသင်းတွေအပါအဝင်ဥရောပနာမည်ကြီးအသင်းတော်တော်များများကစိတ်ဝင်စားခြင်းခံရသူလည်းဖြစ်ပါတယ်။အင်္ဂလန်မှာတော့လီဗာပူး၊ချက်ဆီ၊မန်ချက်စတာယူနိုက်တက်နဲ့ဝက်ဆမ်အသင်းတို့ကခေါ်ယူဖို့ပြင်ဆင်နေပြီးကစားသမားကိုချိတ်ဆက်မှုတွေလုပ်နေတယ်လို့လည်းသိရပါတယ်။ဂျိုနသန်ဟာ professional ကစားသမားဘဝကို2018ခုနှစ်မှာဘယ်ဂျီယံကလပ်ဂျက်အသင်းနဲ့အတူစတင်ခဲ့ပြီး2020ခုနှစ်မှာလီဂူဝမ်ကလပ်လိုက်လီအသင်းကိုရောက်ရှိကာ အသင်းမှာအကောင်းဆုံးခြေစွမ်းနေတဲ့အတူဒီနေ့ဘောလုံးရာသီမှာ အသင်းအတွက်48ပွဲ ပါဝင်ကစားပေးခဲ့ပြီး25ဂိုးသွင်းယူထားသူဖြစ်က2020-2021ခုနှစ်ဘောလုံးရာသီက PSG ကိုကျော်ဖြတ်ပြီးလီဂူဝမ်ချန်ပီယံဆုကိုလိုက်လီအသင်းနဲ့အတူရယူနိုင်ခဲ့သူဖြစ်ပါလေ။ဂျိုနာသန်ဟာလီဂူဝမ်ရာသီပိတ်ပွဲစဉ်ဖြစ်ရင်းအသင်းနဲ့ရှင်ပြိုင်ကစားရမယ့်ပွဲစဉ်မှာလိုက်လီအတွက်နောက်ဆုံးပါဝင်ကစားပေးသွားမှာဖြစ်တယ်လို့သိရပါပါခင်ဗျာ။ Ouais. Ouais.